ငွေချေးတက်နိုင်လို့အဆိုတော်ဖြစ်လာပေမဲ့အတန်မကောင်းချသူ၃ဦးပြည်သူများလုံးမဲမင်္ဂလာပေါင်း Bami's Daily News ကနေကြေဆွလိုက်ပါတယ်ဒီခေတ်ကြီးထဲမှာအဆိုတော်တယောက်ဖြစ်ဖို့ဆိုတာကမခက်ခဲတော့ပဲငွေပဲလိုအပ်ပါတော့တယ်ကိုပိုင်တချင်းနဲ့ထုတ်ဖောက်ရင်အောင်မြင်ဖို့ကမလွယ်ကူတာကြောင့်နမဲကြီးပိသားတချင်းတွေကိုဝယ်ပြီးအဆိုတော်ဖြစ်လာကြတဲ့သူတွေကလည်းအများပြားရှိလာပါတယ်အရင်ထဲမှာတော့အခုဖော်ပြမယ့်အဆိုတော်၃ယောက်ကကိုပိုင်ရေချင်းထက်ငွေချေးတက်နိုင်လို့အဆိုတော်ဖြစ်လာခဲ့ကြတာပေါ့နမတ်၁ကိုဆိုကြီး MRTV4 ကနေအစီအစဉ်တင်ဆက်သူဖြစ်လာခဲ့တဲ့ကိုဆိုကြီးက ချင်းတစ်ပုတ်ထဲနဲ့လူအများရဲ့မြေတားကိုရောက်သွားတဲ့အပြင်သူ့တချင်းကိုကြောင်ညာပေးခဲ့တဲ့အနုပညာရှင်တွေပါဝေဖန်ခံလိုက်ရပါတယ်။ကိုဆိုကြီးကချစ်သူတွေရဲ့တယ်လီဖုန်းတချင်းကို ထုတ်လိုက်ပြီးအဲ့ဒီတချင်းကနမဲကြီးအစိုးတော်ရဲ့အဆက်ဆက်တီးဆိုခဲ့တာပါ။ ကိုစိုးကြီးကတော့အနီးရောက်ဝစ်ဆောင်ချီကိုဝစ်ဆင်ကအစောတော့လုံးလိုက်ပါရဲ့ရှင်ကိုစိုးကြီးရဲ့တယ်လီဖုန်းဆိုပြီးသူနဲ့အတူအလုပ်တွဲလုပ်ထားတဲ့တရုတ်ဆောင်တွေအစောတော်တွေကလည်းကြောင်ညာပေးခဲ့တာပါတချင်းမထွက်ခင်ကတည်းကကြောင်ညာပေးခဲ့ကြပြီးတချင်းထွက်ပြီးတဲ့နောက်မှာတော့ဒီတချင်းကိုဘယ်သူကမှနားမလဲကြတော့ပါဘူးရှင်ဒါပေမဲ့သူ့အတန်ကတော့တခါကြားယုံနဲ့နားထဲမှာစွဲနေတဲ့အစွမ်းသက်တီတော့ရှိနေခဲ့ပါတယ်ကိုစိုးကြီးကဒီတချင်းကိုငွေသိန်းရာခဏန်းထည့်အကောင်ချခံထားတာပါ တချင်းကိုနမဲမကြီးမှစိုးရင်လို့ရန်ကုန်နဲ့မန္တလေးတို့မှာဘဲဥပုတ်တွေထောင်ပြီးကျင်းညာခဲ့ရပါသေးတယ်။ငွေကြေးတနိုင်လို့ဆိုတော့ဖြစ်လာပေမဲ့ကိုစိုးရဲ့အတန်ကတော့နားထောင်လို့မဖြစ်တော့အောင်စကလုံးတွေကရောထွေးနေတာပါ။ နမနှစ်ချိုးစင်မလင်းဆန်အန်တီချိုးစင်မလင်းဆန်ကရှစ်တန်းကလေးကတချင်းဆိုတာကိုဝါသနာပါခဲ့တဲ့သူပေါ့ဒါပေမဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ခွင့်မရလိုက်ဖဲဝန်တန်းဘဝမှာပဲရှင်းလင်းခဲ့ရတယ်ဝန်တန်းဘဝမှာလည်းပွဲတိုင်းကြော်ဖြတ်ခဲ့ပြီးတချင်းတက်ဆူခဲ့တာရှင်သူ့ဝါသနာကိုဘသူကမှတားမရတော့တာကြောင့်အလောက်ကနေအနားယူပြီးတဲ့နောက်မှာအန်တီချိုးစင်မလင်းဆန်ကတချင်းခွေထုတ်လိုက်ပါတယ်ကိုပိုင်တချင်းတွေမဟုတ်ဘဲတချင်းကနမဲကြီးခဲ့တဲ့တချင်းတွေအလုံးကိုထုတ်လိုက်တာရှင်ငွေရှိလို့သာတချင်းတွေကိုထုတ်လိုက်ပေမဲ့လည်းအတန်ကတော့နားထောင်လို့အဆင်မပြေတာကြောင့်ဝေဖန်မှုတွေကိုရ ခဲ့တာပါလက်ညိုးတစ်ချောင်းနဲ့ကသွားတဲ့အန်တီချိုစင်မလင်းဆန်ကတကြံဆိုရင်တကြံအလျောက်တချင်းထုတ်ပြီးတရင်ချို့ဆိုရင်လည်းဝါချို့ချစ်သူဆိုပြီးတီးဆိုခဲ့ပါသေးတယ်ဒါပေမဲ့ရခိုင်တိုင်းရင်သူဖြစ်နေတာကြောင့်ဝါချို့ချစ်သူကဝါကျွက်ချစ်သူဖြစ်သွားခဲ့ပြီးနောက်ထမဆိုပါနေတော့ဆိုပြီးတားယူနေကြရတာပါအန်တီချိုစင်မလင်းဆန်ကတော့သူ့ကိုဝေဖန်သူတွေကဂီတအချောင်းကိုနားမလည်သူတွေဖြစ်ပြီးတချင်းတွေကိုမဖျက်ဆီးဖို့တောင်တိုက်တွန်းထားပါသေးတယ်နံပါတ်3ဘနာနာချင်းကေကိုခေါ်ဘနာနာကလည်းနံပါတ်တစ်လုံးကိုထိန်းလာခဲ့တာနှိတော်ကြပါပြီမြမအိတ်တော်မှဝင်ပြိုင်ရင်းနဲ့မြမ မာပြည်ထိုင်းနိုင်ငံကငပြောတိကျွေးလိုက်ရာကနေဘနာနောက်ဆွဲနမည်ကိုရလာခဲ့ရပါဘနာနောက်ကလည်းကိုပိုင်ငွေနဲ့တချင်းတွေကိုထုတ်တာကြောင့်အဆောရဖြစ်လာခဲ့တဲ့ရှင်အခြားသူတွေထက်အာသာချက်ကတော့တချင်းတွေကိုသူကိုယ်တိုင်ရေးသားတာဖြစ်ပါတယ်ကော်ပီတွေကိုမစိုးပဲကိုပိုင်တန်စင်နဲ့တီးဆိုတာဖြစ်ပြီးအခုနောက်ပိုင်းမှာတော့ကြီးမှန်လာလို့ပရိသတ်တွေကအံ့ဩနေကြတာပါဘနာနောက်ဟာအရင်ကဂီတာတော့မတီးတက်ပေမဲ့စူးစားတင်ယူရင်းနဲ့ဂီတာကိုလည်းကျွံ့ကျွံ့ကျဉ်ကျဉ်တီးတက်သွားခဲ့ပါပြီသူတချင်းတွေကိုကိုရိုင်းဂီတာတီးပြီးရေးဆက်ထားတာဖြစ်တဲ့အပြင်ခန်းစားချက်အပြည့်နဲ့လည်းတီးဆိုထားပါသေးတယ် ဖနာနာဟာကိုပိုင်အစွမ်းစားတဲ့ရက်တီလာပြီးဂီတသတန်းကလည်းကြာလာပြီးဖြစ်လို့အစိုးပြိုင်ပွဲမှာဒိုင်အဖြစ်ကမ်းလှမ်းနိုင်ရင်လည်းလက်ခံသွားအောင်ပါအခုဖော်ပြခဲ့တဲ့အစိုးတော်ရဲ့ထဲမှာဘသူကတော့ပါရမီအရှိဆုံးဖြစ်နေမလဲဆိုတော့ခမမအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ